မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းနဲ့စာလေးကတော့စာရေးဆရာလေးသူရဲ့တူရင်းတာတယ်ကျွန်တော်တငယ်ချင်းတမဏိဝင်းထိန်လုံငင်းသောနှစ်ပတ်လောက်ကသူကျွန်တော်စီကိုဖုန်းဆက်ခဲ့ပါတယ်ကိုလာဝင်းကျွန်တော်ခင်ဗျားစီကိုခဏလာခြင်းတော့အားတယ်မဟုတ်လားအိမ်မှာရှိနေတယ်မဟုတ်လားအေးရှိနေတယ်လာခဲ့လေ နိုင်ဝဲလောက်အတွင်းမှာပဲသူကျွန်တော်စီကိုရောက်လာပါတယ်။ထိုင်းတငယ်ချင်းဘာကိစ္စရှိလို့လဲ။တခြားတော့မဟုတ်ပါဘူး။ကျွန်တော်ရွေးကောက်ပွဲမှုကိစ္စနဲ့ပတ်သက်ပြီးခမည်းစီကအဆူခံနေလို့မင်းတို့ပါတီကကုန်ကြမဲ့ဈေးတွေမပေးဘူးလား။ပေးတော့ပေးတယ်မစော့မပုတ်ပေးတာ။ဘယ်လောက်မှလဲဗျာ။ပါတီမားကလည်းပတ်စံရှိတာမှမဟုတ်ပဲ။သူများလာလှူကြတဲ့ငွေတွေနဲ့ရက်တည်နေကြတာ သူ့ပုံသဏ္ဍာန်ကဒီနေ့လူဝါဒီဖြစ်နေပါပြီသူ့ကိုကျွန်တော်တစ်သက်လုံးတွေ့ဝူးနေခဲ့တာဒီပုံသဏ္ဍာန်မျိုးလုံးဝမဟုတ်ပါဘူးခနာဦးကမပိန်မဝမျက်နှာကအမြဲပြုံးချိုလျက်လူကျော်တယောက်မဟုတ်ပေမဲ့ပညာတဲ့လူရည်သက်ပုံမျိုးရှိတာကိုဘယ်သူမှမြင်နိုင်မယ်မထင်ပါဘူးဒီနေ့တော့ကျွန်တော်တစ်သက်လုံးမထင်ထားခဲ့တဲ့ပုံသဏ္ဍာန်မျိုးဖြစ်အောင်သူ့ခန္ဓာကိုယ်မှာဝတ်တုံနေပါတယ် တကယ်တော့သူနဲ့ကျွန်တော်စတင်ခင်မင်ခဲ့တာကြာပါပြီတိတိကျကျပြောရရင်တော့1956ခုနှစ်ကလေးကပေါ့ဗျာကျွန်တော်ကစစ်တပ်ကသူအပတ်စဉ်၄သူကစစ်တပ်ကသူအပတ်စဉ်၅ကျွန်တော်ကသူ့ထက်တစ်နှစ်စီနီယာကြပါလေအသက်ကလည်းတစ်နှစ်လောက်ပဲกว่าပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီခေတ်ရဲ့စစ်တပ်ကသူဒလိအစဉ်အလာအတိုင်း စီနီယာဖြစ်တဲ့ကျွန်တော်ကိုသူကအမြဲကိုတက်ခေါ်ပြီးသူ့ကိုကျွန်တော်ကမင်းငါနဲ့အမြဲစကားပြောခဲ့ပါတယ်ဒီနေ့နှစ်ပေါင်း53နှစ်ရှိပါပြီ1959စစ်တပ်ကတူကိုရောက်လာစကသူ့ခန္ဓာကိုယ်ကပိမ့်ပိမ့်ရှည်ရှည်လေးနောက်သူ့မျက်နှာကကလေးမျက်နှာ baby face ဒီနေ့အထိလဲသူ့မျက်နှာကကျွန်တော်မျက်စိထဲမှာတော့ကလေးမျက်နှာပါပဲ။ အဲ့ဒီခေတ်ကစစ်တပ်ကတော့မှာဘူလောင်းတက်ခွဲနှစ်ခွဲပဲရှိပါတယ်။ဘီယန်အောင်တက်ခွဲနဲ့အနော်ထာတက်ခွဲ။သူနဲ့ကျွန်တော်နှစ်ယောက်စလုံးကဘီယန်အောင်တက်ခွဲကပါ။သူကတက်စုငါအဆောင်ကျွန်တော်ကတက်စုလေးအဆောင်။ဒါပေမဲ့အဲ့ဒီခေတ်ကစစ်တပ်ကတော့လေးနှစ်သင်တန်းလာအားလုံးပေါင်းမှလူဦးရေက150မပေါ်ပါဘူး။ပို့ဆိုတာကသူတို့အပတ်စဉ်ကလူဦးရေကအလွန်ကူနေပါတယ်။ 20လောက်ပဲရှိခဲ့တယ်လို့ထင်ပါတယ်။ဒါကြောင့်စစ်တပ်ကတော့တစ်ခုလုံးမှာတယောက်နဲ့တယောက်မသိသူမခင်သူမရှိကြပါဘူး။သူနဲ့ကျွန်တော်စစ်တပ်ကတော့မှာ3နဲ့အတူနေလာခဲ့ဘူးပါတယ်။အဲကျွန်တော်ចောင်းစင်းနဲ့1962ခုနှစ်အထိပေါ့ခင်ဗျာ။ကျွန်တော်မှတ်မိပါသေးတယ်1962ခုနှစ်မှာကျွန်တော်ចောင်းစင်းပြီးမိတီလာလီရက်စကန်းကိုပြောင်းရွှေ့ဖို့လှုပ်တုံးမှာသူကျွန်တော်အခန်းကိုရောက်လာပါတယ်။ ကိုလာဝင်ခမ ्या PDF ဆောင်ကိုယူမသွားဘူးမဟုတ်လားကျွန်တော်ကိုပေးဘာလို့ဖို့လဲကျွန်တော်မိဘကစင်းရတယ်လေဗျာအဖေကကြောင်းစရာကျွန်တော်ညီကိုမောင်နှမက10ယောက်ကြော်တော်ရှိတယ်ခမ ्या PDF ကိုကျွန်တော်ညီရီညီမရီတယောက်ယောက်ကိုခြုံမှုပေးရတာဗောညော့ယူသွားငါကလွန့်ပြက်လိုက်တော့မလို့အဲ့ဒီခေတ်စစ်တပ်ကတော့ကစစ်ပစ္စည်းတွေအလုံးပေါ်ပါတယ် ဘိုလ်လောင်းတယောက်ကျောင်းဆင်းသွားရင်ကျောင်းကထုတ်ပေးထားတဲ့ဘာပစ္စည်းကိုမှပြန်အပ်เสียမလိုပါဘူးအကုန်ယူသွားခွင့်ပြုထားပါတယ်လက်ကကတော့ပထမနှစ်မှာ58ကျပ်နောက်ဆုံးနှစ်မှာ62ကျပ်သင်တန်းလေးနှစ်မှာတစ်နှစ်ကိုလက်က2ကျပ်တိုးတာပေါ့ဗျာလက်ကဆိုလိုပြောရအောင်မေအဲ့ဒီကိကကျွန်တော်တို့စစ်တပ်ကတော့ရောက်လာကြတဲ့လူတွေကစင်းရဲတဲ့မိသားစုကလာခဲ့ကြတဲ့လူတွေအလွန်များပါတယ် ိုးလောင်းလာက60လောက်ထဲကပဲအိမ်ကိုပြန်ပို့တဲ့လူပို့ရတယ်။ဝင်းထိန်ကတော့ထိတ်ဆုံးကပါတာပေါ့ခမ ्या ။သူ့ဘိုးလောင်းဘဝ၄နှစ်လုံးမှာသူ့မိဘကိုသူ့လကတော့အဲကျက်30ပေါ့ခမ ्या ။အမေးပို့ပေးခဲ့ရပါတယ်။ကျွန်တော်ကစစ်တပ်ကတော်တုန်းကလူပြင်းခမ ्या ။ကျွန်တော်ဘလောက်အပြင်းကြီးတယ်ဆိုတာဒါကြောင့်လုံးသိကြပါတယ်။ဝင်းထိန်ကတော့ကျွန်တော်နဲ့ဆက်နေပဲ။အလွန်ကြိုးစားတယ်ခမ ्या ။ ကျောင်းစာမှလည်းကြိုးစားတယ်စစ်ပညာမှလည်းကြိုးစားတယ်ကျွန်တော်ကကျောင်းဆင်းတော့ကျွန်တော်အတန်းမှာဗိဆုံးအဲနောက်ဆုံးကအောင်တာပေါ့သူကတော့တင်တန်းမှာထိတ်ဆုံးကအောင်ရတာမဟုတ်ဘူးအောင်စစ်တီစုလဲရခဲ့တယ်ရွှေတစိပညာတကွန်စုလဲရခဲ့တယ်သူကစစ်တက်ကတော့အပတ်စဉ်တက်ကအပတ်စဉ်၅အထိဘိုလ်လောင်းနေထဲမှာ သူ့လိုစုနှစ်စုရဘူးတာသူတယောက်ဖဲရှိဘူးပါတယ် ကျောင်းဆင်းပြီးတော့ကျွန်တော်လင်းအမြန်မောင်းတန်တန်းကျောင်းတက်တယ်။နောက်902လေးတက်စကန်းကို ရောက်သွားပြီးလေသူရဲ့အဖြစ်စစ်စင်ရေးတာဝန်အမျိုးမျိုးကိုထမ်းဆောင်ရတယ်။1980ခုနှစ်မှာကျွန်တော်တက်မတော်လေကအငိမ့်စားယူလိုက်ပါတယ်။ကျမ်းမာကြီးကြောင့်ပါ။နားကသွေးထွက်ပြီးလင်းအမြန်မောင်းနိုင်တော့တဲ့အတွက်ပါ။အဲ့ဒီအချိန်မှာဝင်းထိန်ကစစ်ရုံးချုပ်ကိုရောက်နေပါပြီ။ဗိုလ်မှူးကြီးကြီးမောင် နောင်ကျမ်းမာရေးဝန်ကြီးဖြစ်ခဲ့သူရဲ့ကိုရေးအရာရှိဖြစ်နေတယ်လို့ကျွန်တော်ထင်ပါတယ်စစ်တပ်ကတော့ကဆင်းလာပြီးဆယ်နှစ်လောက်ကြာတဲ့အထိသူနဲ့ကျွန်တော်ပြန်မတွေ့ကြပါဘူးဘလို့ပြန်တွေ့ကြတယ်လို့ထင်ပါတယ်1980ပြည့်နှစ်အတွင်းလောက်မှဖြစ်ပါမယ်ပထမဆုံးမြင့်တန်းကျွန်တော်စီရောက်လာပါတယ်မြင့်တန်းကကျွန်တော်ရဲ့စစ်တပ်ကတော့တပတ်စင်နဲ့အောင်တဲ့တငယ်ချင်းပါအဲ့ဒီချင်း မြင့်တန်းကလမ်းစဉ်ပါတီဌာနချုပ်မှာဌာနမှူးဖြစ်နေပါတယ်။ငါလာတာဝင်းထိန်အတွက်ဘာလို့ပေးရင်ကောင်းမလဲလို့လာတိုင်းမယ်နာ။မှန်ပါလေ။အဲ့ဒီအချိန်မှာဝင်းထိန်ကလည်းတက်ကထွက်ခဲ့ပါပြီ။ဘိုးကြီးအုံးညော်မြင့်တို့အာနာသိမ့်မှုကြံစီတဲ့အမှုမှာစစ်ခုံရုံးကအရာရှိအများကြီးကိုပင်စင်ပေးပစ်လိုက်ပါတယ်။အဲ့ဒီထဲမှာကန်ဆိုးတဲ့သူလဲပါပြီးထွက်ခဲ့ရတာပါခမညာ။ ငါဘာလို့ပေးရမှာလဲဒီကောင်းအတွက်အလုရှာပေးရမှာလားရှာပေးနိုင်ရင်ကောင်းတာပေါ့ကွာခုဒီကောင်းကိုငါကအမေရိကန်ပြည်ထောင်စုကိုအပီး for good ပေါ့ကွာသွားခိုင်းမလို့အမေရိကန်ဗီဇာရနိုင်တဲ့နေလန်ငါမှာရှိတယ်မင်းစီလာတာကမင်းကနိုင်ငံသားမှာအကြာကြီးနေခဲ့ဘူးတော့အမေရိကန်ရောက်ရင်ဒီကောင်းဘာလို့လှုပ်ရှားမလဲလို့လားတိုင်မင်တာကွာဒီကောင်းကခြေလင်းကထွက်တာဆိုတော့ကျွမ်းကျင်မှုပညာ skill ကဘာမှမရှိဘူး ဝယ်လွယ်လေးပါကွာသွားသာသွားခိုင်းလိုက်ပူရောက်ရင်ကူလီလုပ်လိုက်လို့ပြောလိုက်ဘာကူလီလုပ်ခွေးကောင်ငါအတီလာမေးနေတာငါကလည်းအတီဖြေနေတာဒီကောင်ဘလောက်တော်တဲ့ကောင်လဲဆိုတာမင်းလည်းသိနေတာပဲမင်းစကားပုံတစ်ခုကြားဦးတယ်မဟုတ်လားဗရမားမန်ရဲ့နော်မနစ်ဘူးဆိုတာအမေရိကန်ပြည်နောင်စုမှာကတော်တဲ့အကောင်ဘယ်တော့မှအောက်မှာကြာကြာမနေရဘူးဒီကောင်ဟိုးရောက်ရင်တနေရာမဟုတ်တနေရာအောင်မြင်ပါပဲကြောက်မနေနဲ့သွားသာသွားခိုင်းလိုက် ူအမေရိကန်ပြည်ထောင်စုကို for good မသွားပြလိုက်ပါဘူးသူတို့အပတ်စဉ်တွေက မျိုးမြင့်ရောက်ဖဥကျော်တောင်ရုံးမှာလကစားဝင်လို့တဲဆိုတဲ့သတင်းကြားရပါတယ်ဥကျော်တောင်ကအဲ့ဒီခေတ်ကရန်ကုန်မြို့မှာနာမည်ကြီးနိုင်ငံခြားကိုယ်စားလှယ်ခမနောက်၃နှစ်ကြာတော့သူဥကျော်တောင်အလုပ်ကထွက်ပြီးကိုပိုင်နိုင်ငံခြားကိုယ်စားလှယ်အလုပ်ကိုစလုပ်နေပြီဆိုတဲ့သတင်းကိုကြားရပါတယ်နောက်နှစ်နှစ်လောက်ကြာတော့ သူကျွန်တော်ရုံငန်းကိုရောက်လာပါတယ်။စာရှုသူသင်ယုံနိုင်ပါလား။အဲ့ဒီအချိန်မှာဝင်းထိန်အထင်းပေါက်ဆကလေးဖြစ်နေပါပြီ။ကားရှာတဲ့ခင်မှာကိုပိုင်ကားစီးနေတဲ့သူပါ။ပြောတဲ့ငယ်ရင်မင်းကိုငါဘာကူညီပေးရမလဲ။ပြည်ပမှာရှိတဲ့ဒေါ်လာငွေကိုဖြည့်တွင်းကိုကြက်ငွေဖြစ်အလိမ်မခံရပဲရောက်လာအောင်ဘလို့လုပ်ရမလဲ။မင်းနိုင်ငံသားကုမ္ပဏီကရတဲ့ကော်မရှင်တွေကို မြန်မာငွေလုတ်ချင်လို့လားဟုတ်တယ်ကျွန်တော်ထံတွင်သူ့ပြဿနာကိုရှင်းပြနိုင်တဲ့နီလန်းပေါင်းများစွာရှိပါတယ်အဲ့ဒီအချိန်ကကျွန်တော်ကအောင်မြင်တဲ့ယရနာကုံတဲ့တူဖြစ်နေပါပြီပြပအဆက်အသွယ်ကြီးလဲအများကြီးရှိတဲ့သူဖြစ်တဲ့အတွက်သူလာပြောတဲ့ပြဿနာကကျွန်တော်အတွက်ပြဿနာကိုမဟုတ်ပါလမ်းစဉ်ပါတီခေတ်ကယရနာကုံတဲ့တိုင်းလှုပ်တတ်တဲ့အလုပ်ဖြစ်ပါတယ်မင်းတက်မှာဘုံဟုံးဖြစ်လိုက်ခုလားမဖြစ်ဘူးဖြစ်တော့မလို့ဖြစ်တော့မလို့ပဲ တက်ခွဲမှုဖြစ်နေပြီအမိတ်မထွက်သေးတာအဲ့ဒီအချိန်မှာတက်ကထွက်လာရတာပဲသူနဲ့ကျွန်တော်အဲ့ဒီအချိန်ကစပြီးစီးပွားရေးလောကမှာလက်တွဲနေလာခဲ့ကြပါတယ်သူ့အောင်မြင်မှုကအလွန်မြန်တယ်ခမညာအစပိုင်းမှာသူ့ထက်ကျွန်တော်ပတ်ဆက်အများကြီးပိုရှိပါတယ်ဒါပေမဲ့တဖြည်းဖြည်းသူကျွန်တော်ကိုမှီလာပြီး1988ခုနှစ်ရောက်တဲ့အခါကျတော့ကျွန်တော်ကိုတော့သူကသာတော့မလို့ဖြစ်နေခဲ့ပါပြီမှန်ပါတယ် သူမိဘကိုသူစောက်ရှောက်တာကတော့သူမိဘကွယ်လွန်ခြင်းအထိပါပဲသူညီအကိုမောင်နှမတွေကိုလည်းသူပဲတာဝန်ယူကြောင်းထားပေးခဲ့တာပါကျွန်တော်အခုပတ်စံရှိလာတော့အမေအတွက်ကျွန်တော်စိန်နဂတ်တရံဝယ်သွားပေးပြီးကိုရိုင်းသွားပန်ပေးတယ်အမေကိုကျွန်တော်ပန်ပေးနေတော့မှပဲအမေကမျက်ရည်တွေကျလာပြီးငိုတယ်နောက်တော့ဘာပြောသလဲသိလားအမေဝမ်းသာလုံးလို့ပါသားရဲ့တဲ့ကျွန်တော်လည်းသူ့ကို ဆင်းရဲတဲ့ဘဝကလာခဲ့တာပါပဲကျွန်တော်ပတ်စံရှိတဲ့အချိန်မှာကျွန်တော်အမေမရှိတော့ပါဘူးအကယ်၍ရှိခဲ့ရင်ဝင်းတိန်လိုစိန်နဂတ်ဝယ်ပေးခြင်းစိတ်ရှိခြင်းမှရှိပါလိမ့်မယ်1988ခုနှစ်ကသူ့ရဲ့အထွတ်အထိပ်အောင်မြင်တဲ့အချိန်ပါပဲပြက်တနာကကျွန်တော်စီကစတာပါသူနိုင်ငံကြီးကိုစိတ်မပါပါဘူးတိုင်းပြည်ကိုချစ်တဲ့စိတ် မျိုးသားတဲ့စိတ်ကတော့သူ့မှာအပြည့်ရှိပါတယ်ဖြစ်ချင်တော့1988အရေးကြီးဖြစ်တဲ့အချိန်မှာကျွန်တော်အိမ်မှာငြိမ်ငြိမ်မနေပါဘူးကားတစ်စီးနဲ့တစ်မျိုးလုံးလှည့်ပြီးလိုက်ကြည့်ပါလေစာပေလောကကကျွန်တော်မိဆွေတွေအိမ်သွားလေတယ်ဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုဇွေးနေတယ်ဆက်ဆူတယ်ပေါ့ခင်ဗျာအဲ့ဒါတွေအလုတ်ကောင်းရင်းနဲ့တနေ့မနက်ပိုင်းကိုဝင်းတင်စီရောက်နောက်မောင်တော်ကစီရောက်သူတို့နှစ်ယောက်လုံးကလည်း ျွန်တော်အကိုကြီးတွေလိုပါပဲမငင်းနိုင်ပါဘူးနှစ်ယောက်လုံးကလည်းလူတော်တွေပါကျွန်တော်အလွန်ခင်ခဲ့မှုတဲ့သူတွေပါအဲ့ဒီခင်မင်းမှုကြောင့်လည်းအလွန်ကြောက်တတ်တဲ့ကျွန်တော်စာရေးဆရာသတ်မှတ်ကြတယ်ပါသွားပါတယ်နောက်ဘိုသူရလမ်းမှာပြုတ်ဝပြုတ်လို့တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အဖွဲ့ထဲမှာလည်းပါသွားပြန်ပါတယ်မိမိစီးကျော်သွားပြီဖြစ်တယ်ဆိုတာကိုမိမိချက်ချင်းသိလိုက်ပါတယ်မိမိ ဖမ်းခံရဖို့များနေပါပြီ။ဒါကြောင့်ဝင်းထိန်ကိုကျွန်တော်ရှားရပါတယ်။သူကအဲ့ဒီတုန်းကကောက်ကွင်းမှာခမရသူ့သားတွေနဲ့ကောက်သီးကစားနေပါတယ်။နောက်သူနဲ့ကျွန်တော်အင်းစိန်လမ်းမပေါ်ကချစ်တီဖေအားကြောင့်ရှိမှကာနစီစုံပြီးအေးပေါ်တွေ့ကြတယ်။မဖြစ်တာလဲကိုလောက်ဝင်။ငါတော့အဖမ်းခံရတော့မလားမသိဘူးတကယ်ကြီး။ကျွန်တော်ပါဝင်ခဲ့မိတဲ့ဇက်စုံကိုသူ့ကိုပြောပြလိုက်ပါတယ်။ကျွန်တော်ဘာလို့ပေးရမလဲ။ မင်းကငါပိုက်ဆိုင်တဲ့အတွင်းပစ္စည်းနဲ့ငွေစင်းလာပေးတာတကယ်လို့ငါဖန်ခံရရင်ဒီငွေနဲ့ပစ္စည်းတွေကိုမင်းထုတ်ပေးရလိမ့်မယ်မင်းသိမ့်ထားပွားအောင်လုပ်ပေးငါမိသားစုကိုစောင့်ရှောက်ပေးပါကွာအဲ့ဒီချိန်ကတိုင်းပြည်ကပြက်တယ်လို့ဖြစ်နေတဲ့ချိန်ခမားထင်တယ်လို့လည်းဖြစ်ချင်မှဖြစ်မှာပါမပူပါနဲ့ဖြစ်ခဲ့ရင်လည်းခမားလုတ်ခိုင်းတာကျွန်တော်အကုန်လုတ်ပေးမယ်ခမားအခုလုတ်တာတွေကမမှားပါဘူးခမားနေရာမှာကျွန်တော်ဆိုလဲ ခမရလိုပဲလုံမိမှာပဲကိုနိုင်ငံအတွက်အခုချိန်မှာကိုမပါလို့မှမရတာပဲမိုးချုပ်တော့မယ်ခမရပြန်တော့ခင်ခင်ကိုလည်းပြောလိုက်ကျွန်တော်တာဝန်ယူတယ်လို့လူလောကဒီမှာမမျော်လင့်ထားတာတွေအကုန်ဖြစ်လာခဲ့ပါတယ်1988ခုနှစ်မှာတက်ကြွခဲ့တဲ့ကျွန်တော်ကဘာမှဖြစ်မလာခဲ့ပါဘူးအဲ့ဒီချိန်ကခေါင်းသီးရိုက်နေတဲ့ဝင်းထိန်ကနိုင်ငံကြီးလောကတွေရောက်သွားပါတော့တယ်ဒေါအောင်ဆန်းစုကြည်ရဲ့ အနီးကပ်ပုတ်ကိုဖြစ်လာတယ်။ထောင်ထဲအချင်းချင်းဝင်ရပြီးစုစုပေါင်းသူ့ရဲ့ထောင်သက်တန်းက19နှစ်20လောက်ရှိမယ်လို့ထင်ပါတယ်။စစ်တပ်ကသူ့တမိုင်းမှာအမြင့်ဆုံးထူးကျွန်စုနှစ်စုရပြီးထောင်ထဲမှာ20လောက်နေခဲ့ဘူးလားသူတယောက်ပဲရှိပါတယ်။နောက်နှစ်ပေါင်းတရာကြာတဲ့အချိန်မှာလဲသူတယောက်ပဲရှိလိမ့်မယ်လို့ထင်ပါတယ်။ဟော ဒီနေ့မိတ္တိလာမျိုးအလွတ်တော်ကိုယ်တိုင်အဖြစ်ရွေးကောက်ပွဲဝင်တော့မလို့တဲ့ကျွန်တော်စဉ်းစားကြည့်တယ်ဒီနေ့ကျွန်တော်အသက်80ကျော်အရွယ်ရောက်နေပါပြီကျွန်တော်ဘဝမှာလူမျိုးစုံကြုံခဲ့ဘူးပါတယ်ကျွန်တော်ရိုးရိုးသားသားပြောတာပါကျွန်တော်မြင်တွေ့ဘူးတဲ့လူတွေအကုန်လုံးမှာဝင်းထိန်လောက်ဉာဏ်ပညာရှိသူ ဝင်းထိန်လောက်ယူသားသူဝင်းထိန်လောက်မိဘကျေးဇူးကို တိတတ်သူကျေးဇူးဆက်ခဲ့ဘူးသူမျိုးမရှိခဲ့ပါဘူးနောက်ဆနခုနဲ့မှတ်လာရင် Northern Star ဂျာနယ်နဲ့လက်တပြတ်ဂျာနယ်များတွင် ပါရှိခဲ့သောစာရေးဆရာလေသူရဲတူဦးလှဝင်းဤစောင်းပါဖြစ်ပါတယ်နားဆင်ပြီးခဲ့တဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီး ဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ